နှစ်၅လသာနီးပါးအတွင်းစောင်းစီတပိတ်သားကို955ကျပ်အထိကျဆင်းလာတယ်လို့စားသုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ် အခုမေလ19ရက်ကနေမေလ25ရက်အထိတပတ်တာအတွက်ဆောင်းစီအခြေခံလက်ကရည်ညွှန်းဈေးနှုန်းတပိတ်တာကို6525ကျပ်နဲ့ဈေးနှုန်းသတ်မှတ်လာပါသေး။ပြီးခဲ့တဲ့ဇန်နဝါရီလပထမအပတ်ကဆောင်းစီတပိတ်တာကို9280ကျပ်အထိဈေးနှုန်းရှိခဲ့တာကြောင့်လေလာကျော်ကာလအတွင်းတပိတ်တာကို955ကျပ်အထိဈေးနှုန်းကျဆင်းလာတယ်လို့သိရပါသေး။ အခုလိုဈေးနှုန်းတွေကျဆင်းလာတာဟာဆောင်းစီအတီးကထုတ်လုပ်တင်ဖို့ထဲအင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကနေမြန်မာနိုင်ငံတို့ CIF စနစ်အရတင်သွင်းနေတဲ့ဆောင်းစီတထန်ဈေးနှုန်းဟာ2025ခုနှစ်ဇန်နဝါရီလကနေစသထိုင်ကျဆင်းခဲ့တာကြောင့်လို့ဆိုပါတယ်ဆောင်းစီရဲ့ခြေကလက်ကားရှင်ညုံဈေးနှုန်းတွေဟာကမ္ဘာဆောင်းစီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ဈေးကွက်ဈေးနှုန်းတွေအရသတ်မှတ်ထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ အဆိုပါထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောင်းချထားဈေးကစားဖို့ရည်ရွယ်ချက်နဲ့တူလောင်ထားပါဝင်မတမားတဲ့လုံဆောင်ထားတွေပြုလုပ်ပါခအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့လည်းအတိပေးထားပါတယ်ရှင်။